ကျွန်တော်ဟိုတနေ့ကပြောပြီးပါပြီဥစ္စာဝက်ဒီပလိုမတ်ကတင်တယ်အမျိုးသားညီညွတ်ရေးအစိုးရဟာညီညွတ်ရေးအစိုးရမဟုတ်ဘူးလို့ပြောတယ်လေဒီပလိုမတ်ပြောတာကျွန်တော်မဟုတ်ဘူးဒီပလိုမတ်ဖောင်းထုတ်နေတယ်ဘာလဲအစိုးရအကြီးညိုပြည့်စုံမှုနဲ့တရားတော်ဆွဲပြောရသေးတယ်ပြည်သူလူထုရပိုက်ခွင့်ဝေဖန်ထောက်ပြတာစော်ကားတာကြတော့ဥပဒေနဲ့ရင်ဆိုင်ရမှာစုပဲဘာဥပဒေလဲ2008လာကျွန်တော်တရားခံလုံးမယ်ခင်ဗျားတို့တရားဆွဲအဲ့တော့ခင်ဗျားတို့ကလက်ကလည်းနူနေတယ်စားချင်တာလည်းတူနေတယ် ဦးဟတ်တာမြေဆွေ CEC เนาะကျွန်တော်ပြောခဲ့ပြီး IUG က identity crisis ဖြစ်နေတယ်ဆိုတာကို mass out JCB ဆွေးနွေးပွဲမှာတိုင်းရင်းသားတွေကဘယ်လိုတောင်းဆိုခဲ့လဲဆိုရင်ဒီလဇွန်လ9ရက်နေ့မှာလှုပ်တယ်18ရက်နေ့ပွဲကတော့ပြတ်သွားတယ်ပေါ့ကွာအာကိုသိမ်းမြတ်တင်တယ်ပဲပြောရမှာပေါ့ကျွန်တော်နောက်မှတင်တာဘူးဒီတော့ JCB ဆွေးနွေးပွဲကတန်လွင် institute ကလှုပ်တာတန်လွင် institute ကပေါက်ရမှုတွေနဲ့အသေးစိတ်ကိုကျွန်တော်အဲ့ဒီ ဗီဒီယိုတိတက်တင်ထားတဲ့ခေတ်မှာပြောထားတယ်အဲ့ဒီမှာပြောထားတဲ့အတိုင်းပဲတိုင်းသားတွေကတိချတိချအရေးကြီးတယ်နော်ပယ်ရယ်ဂါဗာနက်တောင်းဆိုခဲ့ကြတယ်တင်ပြခဲ့ကြတယ်ပေါ့ရပယ်ရယ်ဂါဗာနက်အပြိုင်အစိုးရအယူကြီးလက်ပါတယ်နော်အရေးတအကြီးတယ်အပြိုင်အစိုးရတင်အာတင်ပြခဲ့ကြတယ်ငါတို့လို့တာဒါဆိုပြီးတော့အဲ့ဒီပွဲဖြစ်လာဖို့အတွက်အစစ်စစ်ဝေဆောင်ဆွေးနွေးပွဲတို့ အာ2023မှာတိုင်းသားတွေပါတယ်ညချန်ဆွေးနွေးပွဲတို့ UWSA တို့ KIA တို့ TIA တို့ပါတယ်နော်အဲ့တော့အဲ့ဒီဟာတွေရဲ့စန္ဒာတွေပါအဲ့မှာပါတယ်ဒီတော့တိုင်းသားတွေဘာလို့လဲအပြိုင်အစိုးရကိုဘတော်ကိုစီစဉ်ပြီးဖွဲ့တယ်တိုင်းသားတွေတောင်းနေအဲ့ဒါ IUG ကရှုပ်ထွေးမှုတွေဖြစ်နေတဲ့အခြေအနေနော်အာကျွန်တော်အိန္ဒိယပြောခဲ့ပါတယ်အသေးသေးတော့မပြောတော့ဘူးဒီတော့အခြေအနေက IUG တဲမှာက IUCC CRPA NAD ah okay CRPA IUG IUCC NAD တိုင်ပတ်နေတယ်ဘာဖြစ်လဲဆိုရင်ဘသူမှဘသူကိုဖြုတ်လို့မရတဲ့အခြေအနေမို့လို့မျိုးဖြုတ်ခိုင်းကြည့်ပါလားတော်ခါချင်းရှုပ်ထွေးနေတဲ့အခြေအနေမို့လို့ ဒီတော့ခုနကကျွန်တော်ပြောခဲ့တာလေးပြန်ကောက်ပြောရင်ဒီနေ့ဦးဟန်တာမြစ်ကဒေါ်ဆတ်စုကြည်ကိုသူလဲဆောက်အောက်ဖတ်ဗီဒီယိုကြည့်ပီယာနိုတီးဆိုပြီးတော့ပြောတယ်ပြီးတော့အရှိတသမိုင်းတွေပေါ့ဗျာဂေါ်အာမီတို့ဘာလို့နထာလို့ဘာလို့ကျွန်တော်တို့ဘာထိုင်းစေယောဝင်စီးလာတယ်ကျွန်တော်တင်ပြခဲ့တဲ့ဥစ္စာတွေကိုသူကပြောတယ်စကားခဲနေအာဒေါ်ဆတ်စုကြည်ကလက်လက်ကိုက်တော်လိုင်းကြီးကိုယတိပြငင်းခဲ့တဲ့သီလဆောက်တည်တဲ့သူမျိုးမဟုတ်ဘူးဆိုပြီးခဲနေဒီနေ့ PPTV ဆောင်းပါးမှာအမေစုမွေးနေ့အတွက် NADCEC ဦးဟန်တာမြင့်ရေးထားတာကျွန်တော်ပြောပြတာဒီတော့သူကပြောသိချင်တာကလက်ရှိပြည်ပမှာနေပြီးတော့လောက်ခဲ့တဲ့ဟာတွေကဘာမီဗီဂျီဆူရွားတဲ့ဥစ္စာသူပြောတော့အာပြည်ပမှာနေပြီးဆူရွားတယ်ပြောတော့သူကဆဆူကျဲသူ့ဆူတယ်ပေါ့အာဆိုလိုချင်တာကပြည်ပကနေတက်ကြွစွာပါဝင်နေတဲ့သူတွေကိုလည်းသူကဆဆူကြီးနားလက်မဲ့ဆိုပြီးတော့ပြောတယ်လက်နက်ကတော်လာရေးလည်းနားလက်မဲ့ပေါ့နားမလည်ရင်လည်းပါတီကနေထွက်ဆိုတဲ့သဘောနဲ့တူတူပဲရှင်းရှင်းလေးပဲထွက်လာရင် လက်နက်ကဒေါ်လာရေးနဲ့ငါတို့အယူဂျီဆိုရအောင်ထောက်ခံမထောက်ခံရင်ပါတီကနေအနာယူအဲ့စကားဦးဟန်တာမြေဆောင်ပါရဲ့အနစ်ချုပ်အောင်ဖတ်ကြည့်ကြည့်လေဆောင်ပါ့ကိုတိတ်ချဖတ်ကြည့်ကြည့်စာလုံးပေါက်ဖတ်လိုက်ဒီစကားပဲထွက်တယ်အဲ့တော့ NDCEC နော်ရုံနဲ့နဲ့ကွဲပြားမှုရှိတယ်ရုံနဲ့နဲ့ဆိုတော့ကတသားတည်းမဖြစ်နိုင်ရင်တည်နေတူတူနဲ့တူတူပဲအဲ့တော့အရေးအကြီးဆုံးပဲအခုလက်ရှိချိန်မှာဘာဖြစ်လို့လဲ NLD ရဲ့ပုံရိပ်ကို NUG ကရွေးကောက်ခံဆိုပြီးယူထားလို့ကိုစားကိုစားနဲ့ NUG ငါတို့တော်လာရေးလုပ်နေတဲ့အစိုးရဆိုပြီးတော့လုပ်ကြည့်ပါလားဒီဒီမှာငါတို့ကရွေးကောက်ခံအစိုးရပြည်သူ mandate အဲ့တော့ဖယ်ပြီးတော့တော်လာရေးအစိုးရရရတက်တက်လုပ်ကြည့်လေဘာဖြစ်သွားမလဲလို့ပြောကြည့်လေကျွန်တော်ပြောတာ NLD ပုံရိပ်ဖယ်ရဲလား မဖယ်ဘာဖြစ်မလဲတော်ပြီမဖယ်ဘာမှလုပ်လို့မရဘူးဘာဖြစ်လဲဆိုရင်ရှုပ်ထွေးမှုဖယ်လည်းမရဘူးမဖယ်လည်းမရဘူးဖြစ်နေတာအခုဥဟာတာမြစ်ကမဆောက်ဆွေးနွေးပွဲမှာ CRPA တည်ထောင်လုပ်တဲ့လော့တော့ကိုယ်စားလှယ်ရဲ့ဆွေးနွေးပွဲမှာ NLD က UNG ကိုထောက်ခံတာမဟုတ်ပါဘူး CEC အဲ့ဒါကတစ်ချက်เนาะတည်င်းနေမှာဆက်ပြီးတော့မပြောဘူးအခုကတစ်ချက်အာဒေါ်အောင်စုကြည်ကိုအနာယူဖို့ဆိုတဲ့စကားမျိုးထွက်လာရင်ပေါ့ဗျာကြိုကာထားတာဒီတော့တော်လိုင်းကြီးမှာအရေးကြီးဆုံး ့ UNG ရဲ့ပြဿနာလည်းအဲ့ဒါပဲဗျာဘာဖြစ်လို့လဲ CRPA and AD ရောက်ကဘာလို့လဲနန်ကဘာလို့လဲအချိန်ဟုန်နဲ့တောင်းနေတဲ့တော်လန်ရေးမှာအဲ့ဒီပြဿနာကိုဖော်လိုက်ရင်အကြီးမားကြီးပြဿနာဖြစ်နိုင်တယ်ဘာဖြစ်လို့လဲဆိုရင်အစိုးရရန်တရပြဿနာကြီးတက်သွားလို့ဒါငွေကြေးခန့်ထားလို့မပါသေးဘူးဆိုလိုချင်တာကပဋိပက္ခတစ်ခုမြုပ်နေတယ်ဘယ်တော့မှအစိုးရပြည်နိုင်ငံတကာအတိအမှတ်မပြုဘူးဘာဖြစ်လို့လဲ အာနာတိုင်ပြီးခါစား CRPA ဟာ NLD ကိုယ်စားလှယ်တချို့နဲ့ပေါ်ပေါက်လာတယ် NLD ရဲ့တရားဝင်အတိမတ်ပြမှုမရှိဘဲနဲ့ NLD ကိုယ်စားစာတွေထုတ်ပြီးတော့ဆက်အာနာရှင်စက်ကျင်တိုက်ပွဲဝင်ခဲ့ကြတယ်ဒီအချက်က NLD အဖွဲ့ဝင်ဂျားရဲမှာရောနော်အချင်းချင်းဂျားရဲမှာကိုပေါင်းလိုက်တာပါတီကိုယ်စားအတုထုတ်တဲ့နာမည်ခိုးယူသုံးဆွဲခဲ့တယ်ဝေဖန်မှုတွေစတဲ့ပေါ်ပေါက်လာတယ် NLD လူငယ်တွေပြင်မှာရှိတယ် NUG NLD ပါတီအမတ်တွေရှိတယ် เนาะပြီးတော့ဒီဆာစုကြည်ရဲ့အစာအုပ်လည်းအတူဆိုပြီးပြောတယ်သူတို့ပြောတာ CRPA အတိမတ်မပြုတ်ဘူး CWC မသိဘူးခက်ခက်မမအစာနဲ့ကိုတကွာရှိတယ်ပြီးတော့ဘာဖြစ်လို့အဲ့လိုမျိုးပြဿနာကြီးဖြစ်နေလဲဆိုရင်တေချာကြည့်ရင်အချက်၃ချက်ရှိတယ်ပထမတစ်ချက်က CRPA ရဲ့အစာအတူအငင်းပွားမှုပဲ CRPA 2021 mass လာမှာเนาะ February mass ၃လပိုင်းမှာ NADC EC ကိုသာစားတဆောင်ထုတ်ပြီးတော့တော်လိုင်းရေးကိုတရားဝင်ကြားတက်တန်းတိုးထောက်ခံခဲ့တယ်အဲ့တော့က NAD တွေအားလုံးလက်နက်ကိုက်တော်လိုင်းတယ်ဆိုတဲ့အကြောင်းပြောတော့နေတူတူပဲလေ Yes or no စားထုတ်ပြီးတော့ပြောတာမဟုတ်လားတော်လိုင်းရေးကိုသူတို့ကထောက်ခံတဲ့တရားဝင်တယ်ဆိုတဲ့အကြောင်းသူတို့ကိုယ်တိုင်ပေါ်လို့ဆိုပြီးတော့တရားဝင်တက်တန်းတိုးတဲ့ဆိုတဲ့သဘောအနေနဲ့ NADC EC ကိုသာစားထုတ်တာ citizen နဲ့တော့ဟာတာမြေပြောတာ ီတော့ဟိုတနေ့ပြောခဲ့တဲ့ NLD ရောက်တရားဝင်အတိပြုချက်အတိမပြုမှုမရှိပါဘူးဆိုတော့အဲ့တော့ဘာဖြစ်လဲကျွန်တော်တို့အတိတာဒီလောက်ပဲသိနိုင်ငံတကာရဲ့စံနေစက်တင်နေမှာသွားထည့်လိုက်ခါကျရင် CRPA NUG ရဲ့ legitimacy ဟာတိုက်ပတ်နေတယ်ရှုပ်ထွေးနေတယ်ပဋိပက္ခဖြစ်နေတယ်မရှင်းမလင်းဖြစ်နေတယ်အတိမပြုဖို့အတိမပြုချင်တော့အတိမပြုလို့မရတဲ့အခြေအနေဖြစ်နေတယ်အချက်လက်လက်နဲ့ပြောတော့နော်ဒုတိယအချက်က ဒေါ်ဆဆူကြည်ပေါ်အမေစုပေါ် CRPA နဲ့ဆက်သွယ်မှုပြဿနာ CRPA ကအမေစုရဲ့သဘောထားကိုကိုစားပြုတ်တယ်လို့ပြောဆိုခဲ့တဲ့အချိန်နေ့လက်ရှိမှာလည်းဒေါ်ဆဆူကြည်ဟာ UNG မှာတင်ထားလို့ပဲသိဥပမင်းနဲ့အမေစုရဲ့တရားဝင်ထောက်ခံမှုလောကမရခဲ့ဘူးမမမပြတ်စစ်အမေစုဖမ်းဆီးခံတဲ့အချိန်မှာ CRPA ကလည်းဘယ်လိုပြောတယ်ဆိုရင်အမေစုရဲ့ကိုစားပြုတ်တဲ့ Lotto ကိုစားပြုတ် CWC တွေပါတယ်ပေါ့ဗျာအဲ့တော့ဒီကတော့တစ်စစ်အဲ့ဒီကနေပြီးတော့ CRPA ကအမေစုရဲ့ 2020ရွေးကောက်ခံရဲ့ကိုစားပြုအဖွဲ့ဆိုပြီးပြောဆိုခဲ့တယ်။ NLD အဖွဲ့တွင်မှာယူသားတဲ့လူတွေရှိတယ်၊ခွဲထွက်လာတဲ့တူတူစီပင်ရေးတာထွက်လာတဲ့လူတွေရှိတယ်၊ပြဿနာတက်တယ်။နောက်ဆုံးတစ်ချက်ကပုံဆိုးတယ်။ဘာဖြစ်လဲ ?CRPA က IUG ကိုတိဆောက်လိုက်တော့လက်နက်ကိုက်တော်လိုက်ရေးစတင်လိုက်တယ်။အဲ့ဒါပြဿနာတက်ရော။ IUG ရဲ့ NLD ရဲ့မှုကအဲ့ဒီမှုမဟုတ်ဘူး။ဥစိတ်ဝင်လို့ရှိတယ် NCGUB တဝုံးကွဲတော့တယ်နော်အမျိုးမောင်နှမတွေလက်မခံဘူး CRPA ကနေ UNG ဖြစ်ချိန်မှာ NLD ရဲ့မူဖြစ်တဲ့ original organization နဲ့ identity အကြမ်းဖက်နိုင်ငံလမ်းစဉ်တွေတော့ပြည်သူတော်လှန်ရေးကိုထောက်မခံတော့နဲ့မူနဲ့လောက်ကိုင်းတဲ့အဖွဲ့အစည်းကိုလက်ခံတာမလက်ခံတာမတူဘူး ပြည်သူတော်လာရေးအကြမ်းမဖက်နိုင်ငံရေးလမ်းစစ်ဆိုတာဒေါ်စစုကြည်လက်နက်ကဟာနေဦးတော်လာရေးကိုလက်ခံကြည့်လက်ခံမယ်လက်မခံကြည့်လက်မခံဘူးဒါပေမဲ့ CRPA ကနေပြီးတော့လက်ခံတယ်ဆိုပြီးလောက်တာဟာမတူဘူးပြည်ပလူတွေရဲ့စာတမ်းတွေမှာပါပြီးသားဘာဖြစ်လို့လဲ NLD ရဲ့အဓိပတိအတွင်းရေးမှုတွေတရားဝင်အုပ်ချုပ်သူတွေမပါဝင်ဘဲနဲ့ဥအောင်ကြည်ညိုတော်မှနောက်ပိုင်းမှပြန်ပြီးတော့ CRPA ဥက္ကဋ္ဌဖြစ်လာတာဒါမဲလိုက်တာတွေဗါလဲ2020ရွေးကောက်ခန့် ဘာလဲမန်တက်ကိုလက်မှတ်ထိုးတော့နဲ့ CRPA ဖက်စည်းတော့ကိုလက်မှတ်ထိုးတော့နဲ့မတူးနော်အဲ့ဒါကိုလက်မှတ်လိုက်ခဲ့တာဒါတပိုင်းပေါ့ဒါတော့အချက်လက်ကိုသူတို့မဖို့မချင်းတော့ပေါ်မှာမဟုတ်ဘူးဒါပေမဲ့ခက်ခက်မမပြောလို့ရတာကမူဝါဒလမ်းစဉ်မတူတော့ဖြည့်ရှင်းလို့အခက်နေတယ်တခြားနိုင်ငံအင်အားစုတွေနဲ့ပူးပေါင်းဖက်စည်းခဲ့တာဟာဘယ်လိုဖြစ်သွားလဲဆိုရင်တရားဝင် NLD ရဲ့ဖြစ်တည်မှုကိုဒက်စိတ်ခေါ်လိုက်တာပဲ UGCRPA ကဘာဖြစ်လဲ အဲ့ဒီပြတ်သွားတယ်လို့ဖြစ်သွားတယ် legitimacy ကိုအဲ့ဒါကဘာဖြစ်နေလဲဆိုရင်ဒေါ်လာရေး legitimacy အရေးကြီးဆုံးအချက်နော်ဒေါ်လာရေးဟာအလုံးစုံတက်ကြွသွားတွားနေတယ်ဒါပေမဲ့အတန်မပေါ့ဘူးအဲ့လိုဖြစ်နေတာ UNG ကြောင့် legitimacy ကိုပြတ်ပြီးတော့ NLD အတွင်းပိုင်းကိုကွဲတယ် NLD စီမင်းစည်းကမ်းကိုမလိုက်နိုင်ဘူးဒါပေမဲ့လည်းရအောင်ဒေါ်ဆတ်စုကြည်တို့ ICJ တွေရော ICJ အမှုတရားစွဲခံတတိထားတဲ့ဒေါ်ဆတ်စုကြည်ကိုအစိုးရ ဆိုပြီးတော့ထိုင်းမှာတတ်ထားကြတဲ့ကခဏတို့ကနိုင်ငံတကာမှာငါတို့ကအစိုးရဖြစ်အတိမတ်ပြုပါလိုက်အော်နေတော့ဘာဖြစ်တော့မှလဲဘလို့လို့ထူလာတော့မှလဲပုံမှန်လည်းပါနေတယ်ဖြောက်လို့လည်းမရဘူးဖြောက်ရင်လည်းသူတို့ထောက်ခံမှာမဟုတ်ဘူး energy ကြောင့်သူတို့ထောက်ခံမှုရခဲ့တာ yes or no အဲ့ဒါတွေကရှင်းနေအောင်မြင်တယ်ကျွန်တော်တို့မဟုတ်နိုင်ငံတကာက ICJ ရောဘာအေးမယူတာမဟုတ်ပါဘူးစော်ကားတော့ဟုတ်တယ်ဒါပေမဲ့ဒါတွေက identity crisis ဖြစ်နေတယ်လေရှုံနေတာမဟုတ်လား စစ်ကောက်စီက UNUG ကိုအကြမ်းဖက်လို့ကြေညာထားတယ်။ခေါင်းမှာတတ်ထားတဲ့ခေါင်းဆောင်တစ်ယောက်ကဧကကြည့်လေဒါတွေကအလွယ်တကူမြင်တာတဲ့ရှုပ်ထွေးမှုတွေမဟုတ်လားဘယ်လိုလုပ်ကျွန်တော်ကျွန်တော်လိုမျိုးလူတော်မှဘာမှမသိဘယ်လိုလာရမှမသိဥပမာဆန်နဲ့နှုံးနဲ့စီးနဲ့ဘောင်နဲ့စနစ်တကျတွက်ချက်နေတော့ အတိမတ်ပြုတ်လာဆုံးအင်းနောက်နေ့မှပြောမယ်နိုင်ငံကအတိမတ်ပြုတ်လာဆုံးတန်ရုပ်ဖွဲ့တာမဟုတ်လေခင်ဗျားတို့ရုပ်ခန့်ဖွဲ့တာတက်ဆိုင်ရှိဘယ်သူမှမဆိုသွားငါးပြီးဖွင့်လို့ရတယ်ရုပ်ခန့် identity crisis အတိမတ်ပြုတ်မှုပြဿနာပြတိပခါရရှုပ်ထွေးနေတယ်ရှင်းအောင်လင်းအောင်မလုပ်ဘူးတိုင်းသားတွေလည်းမယုံဘူးကိုယ့်ကိုလှုပ်လာခဲ့တာကြာအောင်လာပြီအဲ့တော့ဘာဖြစ်လဲ ဘာဖြစ်လဲဆိုရင်ရှင်းပါတယ်စစ်ကောက်စီရဲ့အာသာချက်ပရိုပဂျန်ဒါဝါဒဖျက်ဖို့အတွက်မင်းတို့တော်လိုင်းရဲ့အတူကြီးဟိုမှာကြည့်ပါလားကျွန်တော်ပြောတဲ့ဟာတွေချပြောင်းမှာပေါ့သူတို့အာသာချက်တခုကိုဒီကအော်တိုမက်တစ်ပေးနေတာပဲမင်းတို့ဟိုမှာကြည့်ပါလားစာတွေထောက်နေကအတိဘောက်ဝင်နေသူတို့ဟာသူတို့တော့တိုင်ပတ်နေတယ်တကွက်ထွက်လာလိုက်တကွက်တိတ်လိုက်ဖြစ်နေကျွန်တော်တို့တော်လိုင်းရဲ့အစိုးရဆိုတဲ့ဟာတွေကဒါတွေက IUG တဲ့မှာပါတဲ့လူတွေမသိစရာအကြောင်းလည်းမရှိဘူးအဲ့တော့ယုံနဲ့နဲ့ကွဲနေမှာမဟုတ်လား တော့အဲ့လိုဆက်ပြီးတော့သွားနေဘာဖြစ်လာလဲတော်လိုက်အရှိဟုတ်နေလာတယ်ဘာဖြစ်လို့နေလာလဲတရားဝင်မှုမရှိတဲ့တော်လိုက်ရေးဖြစ်လို့ရှိရှိတည်းမအလုံးနေတော့အလုံးအကြမ်းဖက်ဆိုဖြစ်သွားနိုင်တယ်အဲ့တော့ပြည်သူလူထုထောက်ခံမှုစက်တက်စက်တိုက်ယုံကြည်အားကိုးချစ်ခင်ပြီးမမမမယက်တည်မှုရောကြလာတယ်နိုင်ငံကအတိုင်းဝိုင်းအတိမတ်မပြုတ်လေလေငါတို့ဟာဟောရဟောရလားဆိုတော့အတွေးတွေဝင်လာတဲ့အခုချိန်မှာတော့သွားရောပဲပြည်တွင်းအမမထောက်ခံဘူး အဲ့ဒီကနေတစ်စက်တော်လိုင်းရေးကိုဆက်လုံးချင်စိတ်အရှိဟုံနေကွေးလာတယ် yes or no တော်ရီကတစင်ချင်းမဲ့လေခုဖြစ်လာတာတချို့ဆိုရင်ပြပမှာအလုပ်ပဲသွားလုပ်တော့မယ်မင်းတို့တော်လိုင်းရေးတဘုတ်ဥပြီးဆိုပြီးတော့နံပါတ်1ကတော်လိုင်းအရှိဟုံနေလာတယ်နံပါတ်2ကပြသူအင်အားပြက်ပြောင်းသွားတယ်ဘာဖြစ်လို့ဆိုရင်တိုက်ပတ်နေလို့ရုံးနဲ့မကွဲလို့เนาะဝိညာဉ်နေထိနေလို့အဖွဲစည်းကြီးနှစ်ခုပြသူချစ်ခင်တဲ့အဖွဲစည်းနဲ့ပြသူတော်လိုင်းရေးအစိုးရအဖွဲအစည်းကြီးနှစ်ခုဟာရုံးနဲ့နဲ့တခြားစီဖြစ်နေတယ် ဤသူလူထုကြောင့်မှကျွန်တော်တွေ့တဲ့လောက်တွေ့တတ်တဲ့လူတွေအများကြီးဆရာကြီးတွေလည်းအများကြီးယုံကြည်မှုရောကြလာတယ်မင်းတို့ဟာပေါင်းနေနေတာပေါ့ကွာနော်ဘာလဲတိုင်းသားတွေပြောသလိုဗမာဗမာချင်းအကွက်ရိုက်တာလားမသိဘူးဆိုရအမြင်နေတာဖြစ်လာတယ်တိုင်းသားတွေဖက်ကတချို့တချို့မြင်တယ်ဒါလည်းမယ်တော့မတတ်ချင်ဘူးဟုတ်လားကျွန်တော်တို့လည်းမမြင်ပါနဲ့လို့သွားပြောဖို့ရတယ်ကြည့်ရလေမနေပြောတိုက်ပတ်နေတော့ဗလီတာတွေကဒါထိထိမိမိမပြောသေးဘူးနော်ဒါအချက်လေးတွေဆွဲထုတ်ပြတာ ဒါတွေမဖြစ်ရှင်းခဲ့တဲ့တော်တော်ကြီးအရှိကိုသွားလို့မရဘူးအဲ့တော့နံပါတ်3ဘာဖြစ်မလဲစိတ်အနာရှင်အကျိုးများရတာပေါ့ဒီလိုဖြစ်နေတယ်ငါတို့ရှက်ပဲလေတော်တော်ကြီးအဲ့လိုဒီအဲ့လိုတိုင်ပတ်နေတယ်ဘူမမ်းမသိကိုမမ်းမသိကွဲပြားနေတယ်ဘာမမ်းမသိစုစည်းလို့မရတော့စိတ်ကောက်စီကအခွင့်ရေးကမင်းတို့ကြားတဲ့ချိန်ကရိုက်တက်လို့သိတယ်ဆိုပြီးဖြစ်နေတာပေါ့ဟိုတော့ဖြန့်ချိဖို့ကလည်း နည်းနည်းလေးကလီလိုက်နည်းနည်းလေးဝါတော့ထက်လိုက်ဒေါ်ဆန်းစုကြည်နဲ့တောက်လိုက်အမျိုးမျိုးလှုပ်ကျွန်တော်တို့ကစက်ကောက်စီလှုပ်စင်းမြကစားခန့်နေရတဲ့တူတက်တူတူပဲဘောပြပြတော့မို့မင်းတို့အကွက်လောက်နဲ့ငါကြိုက်တဲ့အချိန်အာနာပြန်ယူတမတာလှုပ်လို့ရတယ်ဆိုပြီးတော့မင်းအာနာဂျပူကထားပြီးတော့မှာပေါ့မဟုတ်လားကိုဘက်ကရောပြောပါအောင်နော်အရှိတိမောဘာညာတရကားလွယ်ပြီးတော့ဗန်နိုင်ငံအတိမပြုတ်လို့တယ်အတိမပြုတ်လို့ဆိုတော့တန်တမာရေးဆက်ဆံမှုတွေပါပါတယ် နော်ထမင်းထိတ်ကျွေးတာနဲ့အဲ့တက်လာလို့မကောင်းတဲ့လို့စကားပြောတာနဲ့အတိမပြူတာချင်းမတူဘူးမီဒီယာဌာနမှအေဂျင့်မော်လည်းပြောလိုက်အော်အေဖူတော်လောက်မှရုပ်ဖွဲ့ပြီးတော့အတင်းလုံးနေတာနဲ့ပြန်ပို့ခံရမယ်စေးတက်တာသွားလုံးနေရမယ်ပြီးတော့အဲ့လိုအခြေအနေတွေရှောင်ရှားဖို့ကဘလို့ပြင်ဖို့လို့လဲအကြံပြုထောက်ပြချက်ပါကိုပါတယ်အခုလဲဒါနောက်ဆုံးပိတ်ပြန်လက်တော့အဲ့ဒါကိုဘလို့ထိုးဖောက်ပြီးတော့ပြင်ဆင်ရမယ်စေးစားကြည့်အောင်တော်တော်ခက်တဲ့အခြေအနေကြီး ဘာမှမဟုတ်ဘူးအကြံပြုရမယ်ဆိုရင်ပထမဦးဆုံးအနေနဲ့နံပါတ်ထောက်ကဖြောင်းရမယ့်လူတွေအလုံးတန်းစီဖြောက်ထုတ်ပေးလိုက်ဘာဖြစ်လဲ CRPA mandate နဲ့ IUG ပုံရိပ်ထောက်ကရှိရှိသမျှအလုံးရိုက်ထုတ်ပြလိုက်အဲ့ဒါဆိုရင်ရောလူတွေဖက်ထုတ်ပြီးနံပါတ်ထားခဲ့ဖို့ရတယ်ဘယ်သူလုံးမလဲ CRB NUG က NLD နံပါတ်လောက်မတော့ဘူးကိုယ့်နံပါတ်ကတော်လိုင်းရေးအတွက်ဖြည့်ရမယ်သူကလည်းသူတက္ကန်ထားထားအဲ့ဒါကိုပြီးအဲ့ဒီအဖွဲ့အစည်းမှာပါတဲ့လူတွေကလောက်ရမှာ မလို့ရင်ခင်ဗျားတို့လည်းတူတူပဲတမိုင်းတည်းခန့်ဆိုလိုချင်တာကတော်လိုင်းရေးအဖွဲအစည်းခိုင်ခိုင်မမဖြစ်အောင်အရင်လှုပ်ထုတ်တော်တော်လေးခြားခြားနားနား NDR ပါတီက UNG အမျိုးသားညီညွတ်အစိုးရခိုင်ခိုင်မမခင်ဗျားတို့ပါလေ CRP ကနေပြည်သူ့စံတော်ကိုခဏမေးထားလိုက်အေးမဟုတ်လည်းပြန်ကောက်မမကကတော့တော်တော်လေးပြင်ယူရမှရမယ်ပြုတ်ကြချင်းပြုတ်ကြအဲ့ဒါကစစ်မှန်တယ်နော် လူထုထောက်ခံဆရာတော့အဲ့ဒါ CRB UNG ဆိုပြီးနာမည်ခိုင်ခိုင်မာမာအစိတ်အမှန်ပေါ်လာတာရော NLD ဖက်ထုတ်လိုက်ရင်တော့ပြုတ်ကျမှာပဲနောက်တစ်ခုကဒုတိယချက်ကတော်လိုက်ရဲ့ legitimacy ကိုပြန်ယူဖို့လိုတယ်တော်လိုက်ရဲ့အစပြန်လုပ်တာ NLD ရဲ့ legitimacy ပေါ်မှာမူမတည်ပဲနဲ့ပြည်သူပါဝင်မှုအားကောင်းတဲ့မြေပြင်ကတည်ဆောက်ဖို့ CRB UNG ကလိုတယ်အနေဒီကိုဖယ်ထုတ်လိုက်။ခင်ဗျားတို့ legitimacy တွေ တိုင်မပတ်နေဘူးလားအခုကျွန်တော်ပြောတာကပြည်သူတော်လာရေးဆိုနာမည်ပဲတုံးနေတာခိုင်ခိုင်မာမာမရှိလို့ဘယ်နိုင်ငံကမှထောက်မခံဘူးဒါပေမဲ့မမကကန်လုပ်ဖို့ကမဖြစ်မနေပြောင်းအောင်ပါပဲနောက်ကြတော့တပိုင်းခံရတော့တပိုင်းတော်လာရေးခရီးမှာ NLD ရဲ့တမိုင်းဝင်အမွေနဲ့ကိုတော်လာရေး CRB UNG ကအတုံးချတာကခိုးယူတုံးဆွဲတယ်လို့ထင်နေတယ်ခိုင်ခိုင်မာမာအတုံးချခွင့်ရရတော့တမျိုးကျွန်တော်ပြောတာမဟုတ်ဘူးဦးဟန်သားမြန်မဲဆောင်မှာပြောတာတိမမပြူဘူးတဲ့ အခုလည်းအမေဆူးထွက်လာရင်အနားယူလို့ရပြီတဲ့ပြီးတော့အန်ဒီရဲ့သမိုင်းအမွေနဲ့နဲ့ CRB NUG ရဲ့တော်လိုင်းကောင်းဆောင်မှုကြောင့်ဘလို့ဟန်ချက်ညှိအောင်ချိန်ညှိပြီးရှေ့ဆက်မလဲဆိုတဲ့အဖြစ်ကလက်ရှိတော်လိုင်းရဲ့ရှေ့ဆက်သွားမဲ့ခရီးပေါ်မှာအတိတ်ကမေကွန်ပဲအန်ဒီရဲ့သမိုင်းလူထုထောက်ခံမှုအကူရောက်ကြည့်မှုအမွေနဲ့နဲ့ဒီဘက်ကပုံရိပ်တော်လိုင်းရဲ့ပုံရိပ်ကိုဘလို့ဟန်ချက်ညှိအောင်ချိန်ညှိမလဲ ချက်ချင်းဖြေရှားမှာပေါ်ဖြစ်လို့ဆိုရင်နိုင်ငံတကာမှာတရားဝင်အစိုးရဖြစ်အတိမတ်ပြုချင်တာကိုလောက်ရောက်မှာခင်ဗျားတို့ကြားသလောက် citizen နဲ့ NLD ရဲ့ပုံရိပ်ကိုတုံးနေပါစေခိုင်မာတဲ့ database အရာဘယ်လိုမှအတိမတ်ပြုလို့မရဘူးဒီတော့ကျွန်တော်ပြောနေတာကဝန်ကြီးတွေမလုပ်ရင်လည်းအဝတ်လူတွေဝန်ကြီးကိုအာဏာတက်သိမ်းခုနကမေကွန်ကကျွန်တော်ပြောတဲ့မေကွန်ကအရေးကြီးဆုံးကျွန်တော်တို့အားလုံးဆက်ပြီးတော့ရှေ့ကိုသွားမယ် စဉ်းစားမယ်တော်လာရေးအသက်တမျှအရေးကြီးတဲ့မိကုံးနော်ပုံရိပ်ကိုမဖြစ်စည်းဖို့အတွက်အကောင်းဆုံးစဉ်းစားချက်ကတော့တော်လာရေးခရီးမှာ NLD ရဲ့ပြည်သူ့ချစ်ခင်မှုတမိုင်းအမွေနဲ့ကိုယူ CRPG NUG ရဲ့ပုံရိပ်ကိုပြတ်သုံးတော်လာရေးခေါင်းဆောင်မှုကြောင့်မှာဘလို့ဟန်ချက်ညိအောင်ချိန်ညိမလဲဆိုတဲ့အဖြေကတော်လာရေးရဲ့အသက်ကိုကယ်မဲ့အဖြေပဲအသက်ကစေးနားလည်တဲ့ဆရာသမားတွေတော့ပို့ပြီးတော့ရှင်းပြပြီးတော့ရေးပြ comment မှာရေးခဲ့ပါကျွန်တော်တို့ဒီလောက်ပဲပြောလို့တတ်တယ်ဘာလို့ဆိုရင် ဘသူကဘသူအမီကိုဘယ်လောက်ထိနေနာမှန်းကျတော့မသိလို့ကျေးဇူးပါနော်ဒီမိကောင်အသက်ပါပဲနော်ကျွန်တော်ပြောခဲ့တဲ့အချက်တွေပုံမှာပြန်ပြီးတော့ထောက်ပြတော့လက်ခံတယ်ရိုင်းဆိုင်တော့ဘလော့မှာနော်ကျွန်တော်အရင်ဘလော့မှာကျေးဇူးတင်ပါတယ်